င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုံအနေနဲ့ပြစ်ချတဲ့ရဟတ်ရင်အနီးပိုကြီးအလောင်းတွေ့ပြီးရွှေကူမှာအရေးပေါ်ဆင်းတဲ့ရဟတ်ရင်ပြန်မတက်နိုင်သေးလို့ KIA ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့ရဟတ်ရင်ပြစ်ချမှုမှာတင်ဆုံနေတဲ့ပိုကြီးတအုပ်ရဲ့ရုံလောင်းတွေ့ရှိခဲ့ပြီးရွှေကူမြို့မှာအရေးပေါ်ဆင်းတက်တဲ့ရဟတ်ရင်မှာပြန်တက်နိုင်ခြင်းမရှိသေးကြောင်းကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့သတင်းပြန်ကြားရေးဌာနတာဝန်ခံပုံမူကြီးနော်ဘူးကပြောကြားပါတယ်ပူပေါင်းတက်မြို့သိန်းစစ်စင်ရေးဆောင်ရွက်နေတဲ့ ဲ့ပေါ်ပေါ်မျိုးရှိစစ်ကောင်စီနဲ့ကြံတများကိုစစ်ကောင်စီကလေရင်များအတုံးပြူစနစ်နဲ့ရိတ်ခါများဖြည့်တင်းနေကြောင်းကရင်ရဲ့သတင်းတွေကပြောပါတယ်။ ဗမော်မြို့မှာစစ်ကောင်စီကလေကြောင်းတုံးပြူတိုက်ခိုက်မှုစစ်အင်အားဖြည့်တင်းမှုမေလ20ရက်မှာဗမော်မြို့ကိုလာတဲ့စစ်ကောင်စီရဟရင်3စီးအနံနှက်စီးပြစ်ခတ်နိုင်မှုပြစ်ချခံရတဲ့ရဟရင်2စီးရဲ့အခြေအနေပြစ်ချမခံရဘဲနတ်ပေါင်ဒီတက်ကိုပြန်ရောက်သွားတဲ့ရဟရင်မှာစစ်ကူများထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများပေါ်ပုံမူကြီးတော်မူကမေလ21ရက်မှာသတင်းဌာနကိုရှင်းလင်းပြောကြားပါရယ်မေလ20ရက်နေ့နေ့လယ်မှာဗမော်မြို့ရှိအမှန်21စစ်စင်ကုတ်ကဲမှုဌာနချုပ်ကိုလူအင်အားဖြည့်တင်းမှုမြစ်ကြီးနားပြုံးမှလာတဲ့ရဟရင်3စီးကိုပြစ်ခတ်ရ စီးထိမှန်ခဲ့တယ်လို့ပြောပါတယ်။ ။တစ်စီးကတော့ရွှေကူရောက်ဖို့မိုင်ပေါင်း15မိုင်လောက်အကွာမှာတော်ရင်မှာပြတ်ကျသွားတာရှိရင်ထိသွားတဲ့ရဟန်းရင်တစ်စီးကတော့ရွှေကူဘက်မှာအရှိပေါ်ဆင်းသက်သွားတာအခုထပ်တီပြန်ပြီးမှတက်သွားတာမတွေ့ရဘူးလို့ပုံမှုကြီးတော်ကပြောပါရတယ်။တစ်စီးမှာနန်းပေါင်းစစ်ကောင်စီလက်တက်ကိုဆင်းသက်နိုင်ခဲ့တယ်လို့ဆိုပါရတယ်။အဲ့ဒီအစီကတင်လာတဲ့စစ်တီတွေကိုတော့ဗမော်မှာချထားလို့ရပြီးချထားတဲ့နေရာမှာအယောက်20ချထားတယ်။အဲ့ဒီတည်းမှာ9ယောက်ကတော့တိုက်ပွဲဖြစ်တဲ့နေရာလင်းရင်နဲ့ချထားတဲ့နေရာမှာ9ယောက်တန်ရရသွားတာလို့ပုံမှုကြီးတော်ကပြောပါရတယ်။ရွှေကူမျိုးနဲ့16မိုင်กว่าမှာပြတ်ကျ ြခဲ့တဲ့ရဟန်းရင်မှာစက်ကောင်စီကအင်အားမြင့်များလိုက်ပါလာမယ်ဆိုတာကိုအတိအကျမသိရဘူးလို့ပြောပါရယ်။မနေ့ကလည်းကျွန်တော်တို့ဖွဲ့တွင်နေမြင်ရှင်းလင်းသွားလို့တာပြတ်ကျတဲ့နေရာမှာလည်းရောက်ပြီးအားလုံးကမီးလောင်နေလို့အနီးကပ်ကြည့်လို့မရတဲ့အဲ့ဒီနာမှာပိုကြီးအစင်ရှိတဲ့အလောင်းတလောင်းကိုတွေ့ရတယ်။အဲ့ဒါပဲတွေ့တာပေါ့။ဒီနေ့လည်းပြန်ကြည့်နေကြည်တော့သွားကြည့်ပြီလို့ပြောတယ်လို့ဘုံမူကြီးတော်ဘုကဆိုပါရယ်။ကချင်စင်ရေးတရင်အရင်မြစ်တချို့ကတော့ရဟန်းရင်ပြတ်ကျမှုမှာဗျူဟာမှုအပါဝင်စက်ကောင်စီတပ်ဖွဲ့ဝင်ခုနှစ်ဦးတင်ဆောင်ခဲ့တယ်လို့ဆိုပါရယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူပေါင်းတပ်ကမြို့ သိန်းစစ်စင်ရေးဆောင်ရွက်နေတဲ့ပမော်ရှိစစ်ကောင်စီလက်ချံတက်တွေကိုစစ်ကောင်စီကလေရင်များအတုံးပြူစနစ်နဲ့ရင်ခါများဖြည့်တင်းနေကြောင်းဘူမူကြီးနော်ဘူးကပြောပါရယ်စာကစာဘက်ကလည်းဝိုင်းတွဲဝိုင်းအင်းနဲ့စလက်နဲ့တွင်ရိခါရင်းချပီးနေတာရှိတယ်လို့ဘူမူကြီးနော်ဘူးကပြောပါရယ်ရိခါချပီးတဲ့လေရင်ကိုလုံခြုံရေးရှုပီးတဲ့လေရင်များလည်းရှိပြီးပုံကျဲတိုက်ခိုက်မှုတွေလည်းရှိတယ်လို့ဆိုပါရယ် တနေ့ကိုဘုံတိအလုံး30အနည်းဆုံးချပြီးမှကျဲတာရှိရဲ့လို့ဘုံမူကြီးတော်ပူကစစ်ကောင်စီဗမော်တိုက်ပွဲလေးချောင်းတိုက်ခိုက်မှုအခြေအနေပေါ်ပြောပြပါရယ်။နောက်ထပ်တပုတ်အနေနဲ့3နှစ်ဆက်တဘာဝဘီမကြုံပါကယခုတက်ပုံမဖွင့်ပြအောင်လုပ်နိုင်မယ်လို့စစ်ကောင်ဆောင်ကြွားလုံးထုတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဆေအာနာသိမ်းပြီးနောက်3နှစ်ဆက်တဘာဝဘီဆိုးများကိုတာမကြုံတွေ့ခဲ့ရပါကစစ်ကောင်စီအနေနဲ့ယခုတက်ပုံမဖွင့်ပြတော့အောင်လုပ်ဆောင်နိုင်မှာဖြစ်ကြောင်းစစ်ကောင်ဆောင်ကကိုယ်ရည်သွေးပြောကြားပါရယ်။၎င်းတို့အာနာယူထားစဉ်တဘာဝဘီတံများကိုများစွာကြုံတွေ့ခဲ့ရတဲ့အပြင်ကံရောကရှားတဲ့ ို့ဖောက်ပြန်မှုပฏิပက္ခများငလင်ဘေးဒဏ်အစားရှိတာတွေကိုကြုံတွေ့ခဲ့ရခြင်းကြောင့်နိုင်ငံအပြင်ပြည်သူတအုပ်ချင်းစီလိုက်ထိခိုက်ဒဏ်နာဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။2023ခုနှစ်ကရခိုင်ပြည်နယ်မှာမိုးခမုန်တိုင်းကြောင့်934.6ဘီလီယံဘိုးဆုံးရှုံးခဲ့ရတဲ့အတွက် စစ်ကောင်စီဘတ်ဂျက်ထဲက183.69ဘီလီယံကျော်ပိုထောက်ပံ့ပေးခဲ့ပြီး၎င်းမှာဒေသခံပြည်သူတို့ရဲ့ကုန်ကျမှုများမပါတည်ကြောင်းစစ်ကောင်ဆောင်မယောင်လိုင်းကပြောပါတယ်။ထို့အတူ2024ခုနှစ်စက်တင်ဘာလအတွင်းကဖြစ်ပေါ်ခဲ့တဲ့ရေပင်းကြောင်းကျပ်466.23ဘီလီယံကျော်ဆုံးရှုံးခဲ့ရပြီးပြန်လည်တိစောက်ရေးလုပ်ငန်းများအတွက်စစ်ကောင်စီကကျပ်54.839ဘီလီယံထောက်ပံ့ပေးခဲ့ကြောင်း၎င်းကပြောပါတယ်။ဒါပေမဲ့စက်တင်ဘာရေပင်းအတွက်အလူငွေကျပ်53ဘီလီယံကျော်ရရှိခဲ့တယ်လို့စစ်ကောင်ဆောင် ောင်ကရန်ကုန်တိုင်းအစိုးရရုံမှပြီးခဲ့တဲ့နှစ်အောက်တိုဘာ9ရက်နေ့ကပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့အလူငွေလက်ခံပွဲမှာပြောကြားခဲ့ပါတယ်။အခုတော့54ဘီလီယံကျော်သာတုံးနေလို့ဆိုတာကြောင့်1ဘီလီယံကျော်ကန်တာရှိပြီးပြန်လဲတူတောင်ရေးအတွက်စစ်ကောင်စီကထပ်ဆောင်ပေးထားတာဖြစ်ပါတယ်။ဒါအပြင်မန္လာ28ရက်နေ့ငလင်ကြီးကျောင်းကျပ်3000 629.2ဒသမ200ဘီလီယံဆုံးရှုံးခဲ့ရပြီးပြည်လဲထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်နေစေဖြစ်ကြောင်းစစ်ကောင်းဆောင်ကပြောပါရယ်ဒီပြင်းရက်တွေကြုံတွေ့ခဲ့ရခြင်းမရှိပါကမိမိတို့အနေနဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုယခုတက်ပုံမဖော်ဆောင်နိုင်မှာဖြစ်တယ်လို့စစ်ကောင်းဆောင်ကမေလ19ရက်နေ့ကပြုလုပ်ခဲ့တဲ့စစ်ကောင်စီစိုးရဖွဲ့စည်းဝေးမှာကြွားလုံးထုတ်ပြောသွားပါရယ် ဤသဘာဝဘေးဒဏ်တွေအပြင်တော်လိုင်းအဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ရပြီး၎င်းမှာတိုင်းပြည်အတွက်အရှုံးမရပဲဖြစ်ကြောင်းတနိုင်ငံလုံးနှင့်ပုံပတ်ခြင်းပြီးမြို့ပြန်နေတဲ့စစ်တပ်ကောင်းဆောင်ကပြောပါရယ်။ဒါကြောင့်သဘာဝဘေးကြောင့်ထိခိုက်ပျက်စီးမှုတွေအ ਨੇ ဆုံးဖြစ်စေဖို့ကာကွယ်နည်းတွေကြိုတင်ပြင်ဆင်ထားဖို့နဲ့လက်နက်ကိုင်ပဋိပက္ခတွေကိုငြိမ်းချမ်းအောင်ဆောင်ရွက်ရန်လိုအပ်ကြောင်းစစ်ကောင်းဆောင်မင်းအောင်လိုင်ကပြောကြားပါရယ်။ဒါပေမဲ့ပြည်သူများကတော့သဘာဝဘေးဒဏ်မှာမင်းဆိုမင်းညစ်အုပ်စိုးနေတာကြောင့်ဖြစ်ပေါ်ရခြင်းဖြစ်ပြီး၎င်းရဲ့အတုံးမကြမှုကြောင့်ပဲပြန်လည်ထူထောင်ရင်မလုပ်နိုင်ပင်ပြည်သူများဒုက္ခ ခစိုးများစွာတွေးကြုံရခြင်းဖြစ်ကြောင်းမှတ်ချက်ပင်ပြောကြားပါရယ်မတူတော်ရီအုပ်ချုပ်တော်တန်းပြည်လဲပြန်ရတာပေါ့ပြည်ရင်းမှာနေလို့မရတဲ့မနေနိုင်တဲ့သူတွေကပြပထွက်ကြတယ်ပြပရောက်နေတဲ့သူတွေလည်းအဆင်ပြေလားဆိုတော့အလားတူပဲခက်ခဲနေကြတယ်စေအုပ်စုလည်းမကြခင်ပြုတ်တော့မှလို့ရှုံချီနေပါတယ်လို့စင်အာနာသိမှုကြောင့်ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာအမျိုးသားတအုပ်ကပြောပါရယ်ဒါပြင်စစ်ကောင်ဆောင်မင်းရလိုင်းကတာဝန်ခံမှုတာဝန်ယူမှုတစ်ခုမှမရှိဘဲတောင်တောင်စင်ရီမရစကားများကိုသာအယူကြီးပန်းပြောကြားနေတယ်လို့မကွေးတိုင်းမြိုင်နယ်ပေါ့ချင်းဆိုင်တော်လိုင်းတပ်ပေါင်းစုမှပြန် န်ချိုင်းတာဝန်ခံကပြောပါတယ်။သူ့မှာကိုကုတ်ကိုပြန်လဲတုံ့တန်မှုအချက်တရားနဲ့လူသားချင်းစာနာမှုဆိုတာနည်းနည်းလေးတောင်မရှိတာပါ။အဲ့ဒီလိုတွေမရှိလို့သာအခုလိုတွေတော်ရမ်းပယ်ဖွဲ့ ငါစကားနားရတယ်ပြောနေတာလို့၎င်းကပြောပါတယ်။မုခမုံတိုင်းကျောင်းရခိုင်ပြည်နယ်တွင်အိုးအိမ်စီစဉ်များပြည်စည်းဆုံးရှုံးခဲ့ရတဲ့အပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၃ပါဝင်463တင်ဆောင်ခဲ့ပြီး919ဦးထိခိုက်ဒဏ်ရာများရှိခဲ့ကလူတရာကျော်ပျောက်ဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ထုတ်ပြန်ထားချက်တွေအရသိရပါတယ်။တပ်ဖက်စတင်မရှိပင်အတွင်းရေးစီးနဲ့မြေပြိုခြင်းကြောင့်အသက်အန္တရာယ်များသာမကပိုင်ဆိုင်တဲ့အိုးအိမ်စီစဉ်များပြည်စည်းဆုံးရှုံးခဲ့ရပြီးတင်ဆောင်သူ433ပျောက်ဆုံးသူ89ဦးရှိပြီးတိနံဆိုင်အိမ်က8သိန်းခန့်ပြည်စည်း တကယ်တော့လေယာသုံးကျွန်းနွားနဲ့တရိษံအကောင်ကြီး3,6246တည်ဆောင်ခဲ့ရကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညီနိုင်ရုံး UNOCH ရဲ့ထုတ်ပြန်ကြေညာတင်ရပါတယ်။ဒါအပြင်မလ28ရက်နေ့တမိုင်းဝင်ကလင်ကြီးကြောင့်နိုင်ငံတော်လူ3926သေဆုံးတဲ့အပြင်ထိခိုက်ဒဏ်ရာရသူ9014ဦးနဲ့ပျောက်ဆုံးသူ80တန်းရှိကြောင်းစစ်ကောင်စီရဲ့ပြီးခဲ့တဲ့မေလ18ရက်နေ့စီရင်ရတင်ရပါတယ်။ နောက်ထပ်တစ်ပုံးအနေနဲ့တန်လင်းတရားရှိစစ်ကောင်စီဂိတ်ကိုအဝေးထိန်းမိုင်းနဲ့တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့တန်လင်းတရားအစင်ရှိပြည်သူများတန်းငွေကြီးကောက်ခံနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအဝေးထိန်းမိုင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ OF တာဝန်ရှိသူတွေကပြောပါတယ်။ပြင်းအမြင့်အဝေးထိန်းမိုင်းတလုံးအသုံးပြုဖောက်ခွဲခဲ့ပါတယ်။အကြမ်းဖက်တပ်သားတွေထိခိုက်နိုင်ခြေရှိပါတယ်လို့၎င်းကပြောပါတယ်။အဲ့ဒီစစ်စင်ရေးကိုမေလ21ရက်မနေ့စင်နိုင်ကမ်းမှာဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်မှထိခိုက်မှုကိုစုံစမ်းနေကြောင်း၎င်းကဆိုပါတယ်။တန်လင်းတရားအစင်လက်မှတ်ဂိမ်းမှတ်တိုင်နီးမှာ စစ်ကောင်စီလက်အောက်ခံရှင်ထင်းရဲတွေကပြည်သူများရဲ့ကားများကိုအတ္တမငွေကြေးကောက်ခံတဲ့နေရာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ရဲတပ်ဖွဲ့ဝင်တွေကလုံခြုံရေးယူပေးနေခြင်းဖြစ်ပါတယ်။စစ်စင်ရေးပြီးဆုံးတဲ့နောက်တော်လိုင်းဖွဲ့သားတွေအားလုံးဖိကင်းရကိုရောက်ရှိပြီးဖြစ်ကြောင်းသတင်းထုတ်ပြန်လိုက်တယ်လို့ OF ကသိပေးပါတယ်။ Operation Flame ဖွဲ့အနေနဲ့ရန်ကုန်တော်လိုင်းမဟာမိတ်များနဲ့ပူးပေါင်းပြီးစစ်ကောင်စီကိုအရှိန်မြှင့်တိုက်ခိုက်သွားမယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့တိုင်းရင်းသားဒေသများနဲ့မြေလက်ဒေသကိုကြီးရင်လေးမှာစစ်ရှင်မြင့်ရင်စစ်ကောင်းဆောင်စီမံချက်ချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရွှေကောက်ပွဲမတိုင်မီဆုံးရှုံးသွားတဲ့တိုင်းရင်းသားနေမြေများနဲ့နေမြေစုမှုမှုမရှိတဲ့မြေလက်ဒေသမှာနေမြေများကိုထိန်းချုပ်မှုရရှိနိုင်ရေးတိုက်စစ်အရှိန်မြင့်သွားမယ်လို့နေပြည်တော်မှာကြေပါတဲ့အစည်းအဝေးများမှာစစ်ကောင်းဆောင်ကပြောဆိုခဲ့ကြောင်းသိရပါတယ်။ KNY နေမြေတောင်ပိုင်းတိုင်းစစ်ဌာနချုပ်စကိုင်းတိုင်းမြဝကျွန်ပေါ်နဲ့မန္တလေးတိုင်းတွင်ကြီးကျောင်း၄ကျောင်းနှစ်ခုသုံးပြီးရွှေကောက်ပွဲမတိုင်မီစက်တင်ဘာလအတွင်းတပြိုင်နက်တိုက်စစ်အရှိန်မြင့်သွားမယ်လို့စင်ယုံကျောင်း အစည်းအဝေးရည်ရကြောင်းတပ်သတင်းရင်းမြစ်တွေကဆိုပါတယ်မေလာစနီယကနေပြီးတော့လက်အောက်ခံဘူချုပ်တွေစစ်စင်ရင်အတူပွဲမှုကာဆတ်ထမှုတွေနဲ့အစည်းအဝေးခေါ်ယူခဲ့တယ်မေလာ15ရက်ကနေ16ရက်နေ့ထိစစ်တမ်းမှုတွေကိုနေပြီးတော့ခေါ်ပြီးဇက်တိုင်အစည်းအဝေးလုပ်နေတဲ့နေရာပြောင်းလဲတွေလုပ်ဖို့ရှိတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်စီးရင်ရှင်မြစ်တင်မရက်ကိုအတိအကျသတ်မှတ်ထားပြီးစင်အင်အားလက်နက်ခံရဲရှိခါစေဝါများစုပုံထားရှိမဲ့စီမံချက်တွေကိုစစ်တမ်းမှုတွေကရက်ကိုမေလာကုန်း စစ်ရုံးချုပ်ကိုပြန်လည်တင်ပြမှာဖြစ်ကြောင်းသိရပါတယ်။စကောင်းဆောင်ကကရင်နီနဲ့စကိုင်းတိုင်းရခုတိုက်ပွဲပြင်းထန်နေပြီးမြဝကျွန်ပေါ်နဲ့မန္တလေးတိုင်းတွင်းကိုအထူးပြစ်မှတ်ထားပြီးစီးရေးစီမံများချမှတ်ပြီးစစ်တိုင်းမှကစားထားမှုနဲ့အစည်းအဝေးကျင်းပတိုင်းထည့်သွင်းပြောဆိုမှုတွေပြုလုပ်ခဲ့ကြောင်းစစ်ရုံးနဲ့နှိစက်တဲ့သူတွေစီကသိရပါတယ်။စီးရေးပြင်းထန်နေတဲ့ကချင်ရခိုင်နဲ့ကရင်ဘက်ကိုတော့ထည့်သွင်းဆွေးနွေးခြင်းမရှိသေးပေမယ့်အဆိုပါနေမြေများကိုကစားထားမှုတွေကသာတီးတက်စီမံချက်နဲ့ကင်တွင်ရမှာဖြစ်ပြီးနေမြေစုံမှုပြုလုပ်နိုင်ခြင်းမရှိသေးတဲ့အညာမြေလက်ဒေသနဲ့ရခိုင်ပကိုးတိုင်းအစံ ရခိုင်အင်ယာရီအဆက်တို့ကိုအဓိကပြမှတ်ထားပြီးစည်ရင်းအချိန်မြင့်ဖို့စီမံနေခြင်းဖြစ်ကြောင်းသိရပါရယ်လက်ရှိမှာစစ်ကောင်စီကစကိုင်းတိုင်းမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်နဲ့မြဝကျွန်းပေါ်ရှိအင်ကပူလေးမျက်နာတို့ကိုနေစဉ်လေကြောင်းမှာပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေရရှိကြောင်းသတင်းမှာဖော်ပြပါရှိပါရယ်ရှင်